ကျောင်းသူလေးဘွားကိုထိခိုက်နေတာတဲ့ဒီအောက်စုဝဲနိုင်ကြေးခဲ့ကြတဲ့မြောင်မြားမျိုးကကျောင်းသူချုပ်အခုလက်တလောအင်တာနက်ပေါ်မှာနာမည်ကြီးနေတာကတော့မြောင်မြားမျိုးကအာတကာ6ကျောင်းသူတွေအောက်စုပွဲပြီးတော့ကျောင်းသူလေးတယောက်ကိုအနိုင်ကျင်းနှိမ့်ဆက်ထားတဲ့ဗီဒီယိုတစ်ပုဒ်ပါအဲ့ဒီပြန်နေလာတဲ့ဗီဒီယိုထဲမှာတော့ကျောင်းသူလေး9ယောက်လောက်ကကျောင်းသူလေးတယောက်ကိုအောက်စုပွဲကစပင်းနေဆွဲတာဆဲဆိုတာပိုက်ရိုက်တာ ဒါတွေပြင်လူများရှိမှတင်ထိုင်ကြော်ခိုင်းတာတွေပါလုပ်ခဲ့တာပါဒီလိုမျိုးအုပ်စုလိုက်ကြီးဖွဲ့ကအားနွေတဲ့မိကလေးချစ်ချင်းအတူတူတောင်မှចောင်းသူလေးကိုတယောက်တဲ့စပိန်နဲ့ပြန်ချင်းဖို့လုပ်နေချိန်မှာဗီဒီယိုအမိရရိုက်ကူးခဲ့ကနှမချင်းကိုချင်းမစာနာရိုက်နေစော်ကားခဲ့ကြတာပါအခုလိုအင်တာနက်ပေါ်မှာပြန်နေသွားတဲ့ဗီဒီယိုလေးကလည်းအခုနှစ်ဖြစ်ပွားခဲ့တာမဟုတ်ဘဲနဲ့ရခေနေစာလောက်ကဖြစ်ပွားကျူးလွန်ခဲ့တာလို့လည်းသိရပါတယ်ဒီလိုပြန်နလာပြီးနောက်မှာတော့ចောင်းရဲ့သက်ဆိုင်ရာចောင်းအုပ်ကြီးနဲ့ចောင်းဆရာဆရာမတွေကလည်းစုံစမ်းမေးမြန်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်းသိရပါတယ် အခုလိုနိုင်ကျင်းနေဆဲကြတဲ့အကြောင်းသူတွေကတော့အဲ့ချိန်နောက်တုန်းကအတန်းကြီးတွေကဖြစ်ပြီးတော့အနိုင်ကျပါချခံခဲ့ရတဲ့အကြောင်းသူတွေကတော့ grace set လောက်ပဲရှိပါသေးတယ်။ဘာပဲပြပြောကလေးတတအရွယ်လေးမလို့ဒီလိုမျိုးနိုင်ကျင်းခံရတာဟာမိန်းကလေးတယောက်အနေနဲ့တော့တော်တော်လေးကိုမှစိတ်ထင်ရရစေတာပါ။ လက်ရှိမှာလည်းကြောင်ပြောင်းခဲ့ရပေမဲ့အနိုင်ကျင့်ခံရတဲ့စိတ်တရားကြောင့်ကျောင်းသူခင်ဗျာမှာကျောင်းတော်မှာစက်မတက်နိုင်မယ်နဲ့ရှိနေတာပါလူတော်လည်းမတိုးနိုင်တဲ့အထိဖြစ်သွားရတဲ့အတွက်အိမ်မှာသာနေထိုင်နေရပြီးတော့ဒီရွယ်လေးနဲ့တောင်မှအိစရီတောက်ပြီးမှသာအိမ်နိုင်တဲ့အဆင့်တွေရောက်တယ်လို့သိရပါတယ်ကလေးမလေးခင်ဗျာဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာအနိုင်ကျင့်ခံခဲ့ရတဲ့ကျောင်းသူတအုပ်စုကတော့အဲကျောင်းမှာပဲပျော်ရွှင်နေပေကိစ္စအလုံးမပြောက်ထားကပညာဆက်လက်သင်ကြားနေရပါ။ဘာပဲပြောပြောကလေးမလေးရဲ့မိဘတွေအနေနဲ့ကတော့တမိလေးဒီလိုဖြစ်နေချိန်မှာတောင်မှအနိုင်ကျင့်ရိုက်နေတဲ့သူတွေဟာ ကောင်းဆောင်နေကြတာတော်တော်လေးခံမြင်စရာပါအခုကလူငယ်တွေကတော့အတွေ့အမြင်တက်တင်လို့တောင်းမှပြောရမှာပါမြန်မာနိုင်ငံမှာတော့ကိုရီးယားဇာတ်ကားတွေနိုင်ငံခြားကားဇာတ်ကားတွေအကြီးများကြပြီးတော့သူတို့ဇာတ်ကားတွေပါလိရှိတဲ့ចောင်းသားချစ်ချင်းထူတာကြိတ်တာအထူးသဖြင့်ကိုရီးယားကားတွေမှာဆိုရင် ကျောင်းသားကျောင်းသူချင်းချင်းပါချလာရဲနေတာစားရစဝေကန်တွေကိုစနစ်တကြလိမ့်ရှိပါရီဒီလိုမျိုးကလေးရွယ်တယောက်စိတ်ပိုင်းဆိုင်ရာတရားရလောက်တဲ့အထီကိုမှအနိုင်ကျင့်တဲ့စဝေကန်တွေကိုကြည့်ပြီးတော့အခုမြန်မာနိုင်ငံကကျောင်းတွေမှာလည်းအခုလိုပဲတိတ်တိတ်လေးအနိုင်ကျင့်နေကြတဲ့ကျောင်းသားကျောင်းသူတွေလည်းအများအပြားရှိကြပါသေးတယ်အခုများများကျောင်းမှာကျောင်းသူတွေလည်းမိဘတွေရဲ့တော်သေးဆုံးမမှုမရှိလူကိုယ်လူလိုဆက်ဆက်ရမယ့်အသိစိတ်မျိုးသွင်းမခံရတဲ့ပြင်ကိုရီးယားကကကျောင်းသူကိုအားကျပြီးတော့အပြင်မှာပါအတန်းငယ်ကျောင်းသူကိုအနိုင်ကျင့်ရိုက်တဲ့အခါဆဲဆိုနေကြတာပါဒါတော်တော်လေးအောက်တန်း တဲ့စိတ်ဓာတ်မျိုးရှိတဲ့အကြောင်းသူတွေလို့ဆိုရမှာပါ။အင်တာနက်ပေါ်မှာလည်းအများပြည်သူတွေကအနိုင်ကျင့်ခံရတဲ့အကြောင်းသူတွေတွေတရားမျှတမှုရှိအောင်လုပ်ပေးဖို့တောင်းဆိုနေတာပါ။အနိုင်ကျင့်ခံရတဲ့အကြောင်းသူတွေရဲ့မိဘတွေအားလည်းသူတို့ရဲ့သမီးလေးခုလိုစိတ်ဓာတ်ရရတဲ့အထိအနိုင်ကျင့်ခဲ့တဲ့အကြောင်းသူတွေကိုထိရောက်စွာရေးယူပေးစေချင်တဲ့အပြင်လာရောက်တောင်းပန်စေချင်တာပါ။အခုကမှတော့တန်ဆိုင်ရာတာဝန်ရှိသူတွေဟာစိတ်ဓာတ်ရရှာနေတဲ့အပြင်လူတော်မတွေ့နိုင်တဲ့အဆိုပါအကြောင်းသူတွေကိုအခန်းကြီးထဲမှာပိတ်ခါတယောက်တည်းကိုယ်ယူစစ်ဆေးနေပြီးတော့တနားရီလောက်လိုကြားတယ်လို့သိရပါတယ်။အကြောင်းသူတွေရဲ့မိဘတွေကလည်းသမီးလေးထပ်ပို့ပြီးတော့စ ိတ်တိုက်မှာကိုမလိုလားတဲ့အတွေ့တော်တော်လေးစိတ်ပူနေကြတာပါပုံမှန်ရာဇဝတ်သားတွေကိုအမှုတွေစစ်ဆေးရင်အခုလိုတယောက်တည်းအလုံးပိတ်ကတနအီလောက်ကြာအောင်ထီကိုစစ်ဆေးခွင့်မရှိတော့ကိုဘာကြောင့်ဒီကလေးမလေးကိုမှဒီလိုစစ်ဆေးရတာလဲလို့အများပြည်သူကတော့မေးခွန်းထုတ်နေကြပါပြီလက်ရှိမှာတော့ចောင်းសៀមារីရဲ့အနိုင်ကျင်းခဲ့တဲ့ចောင်းသူနဲ့ဦးရဲ့မိဘတွေကသာလာရောက်တောင်းပန်ခဲ့ကြတာပါ။နောက်ပြီးတော့ဘီယိုရိုက်ကူခဲ့တဲ့ចောင်းသားတွေကိုလည်းចောင်းអ៊ូကြီးကနေလက်မဲ့ထိုးကမိဘလက်ထဲပြန်လိုက်ပြီလို့လည်းသိရပါရယ်။ ီလောက်တသက်ကြီးတခုလို့အင်တာနက်ပေါ်မှာပြန့်နေနေရတောင်မှပူရီလုတဲ့ចောင်းသူတွေကိုဘာကြောင့်ထိတိယောက်ယောက်အရေးယူဖို့ကိုအချိန်ကျကြအောင်ထားရလဲလို့ပြောတင်ကြတာပါသူတို့မိသားစုတွေနဲ့ဘလို့တောင်မှအဆက်အသွယ်တွေကောင်းနေလို့လဲငွေများတရားနိုင်ဖြစ်နေကြပြန်ပြီလားဆိုတဲ့မိကုံထုံနေကြတာပါဗီယိုလေးကိုစုံနေကြည့်ရှုပါပေးကြတဲ့အတွက်ပရိသတ်ကြီးအရောမြန်မာနိုင်ငံဆိုအကြောင်းမှာအဆုပွဲအနိုင်ကျင့်တဲ့ဗီယိုပေါ်မှာဘလို့မြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်